to elevator, magic point to ာကြဟေးညီကိုမောင်နှမတွေငါတို့အားလုံးဟစ်ကြွေးကြမယ်အာနာရှင်ကြဆုံးစီညီစင်တော့ညီစင်တော့ကဲလာမခုံနဲ့ညီစင်တော့ရှုံးမပေးဘူးဟဲ့သဆုံးတိုင်းခိုင်ပွဲဝင်ကြရင်လူလူတိုက်ပွဲမြင်အောင်နိုင်ရမယ် မျိုးချစ်တွေငါတို့အားလုံးငါကြွေးကြော်ဒီပါမျိုးကြစေမင်္ဂလာပါရှင်ဖရဲအဖန်ကိုနားဆင်နေကြတဲ့သောတာရှင်တွေ အားလုံးကျမ်းမချမ်းသာကြပါစေအခုကျမတို့ဖရဲအဖန်ရဲ့ရေဒီယိုအစီအစဉ်တွေကို Greeny ပြည်မှာ90.2 MHz 90ဒရမနဲ့ MHz နဲ့ဖရဲအဖန် Facebook ပေးနဲ့ YouTube ကနေတပြိုင်နက်တည်းထုတ်လွှင့်ပေးသွားမှာပါ ဖယင်းနေစင်ထလွင်ချက်ကိုရေဒီယိုတိုင်ကနေဆိုရင်ညနေ6နိုင်ကနေည7နိုင်အထိ90ဒရမနဲ့မကဟမဖန်ယူနာဆင်နိုင်ပြီးဒီနေ့ညထလွင်ချက်ကိုမနေ့ပြမနေ့7နိုင်ကနေနေ့လယ်တနိုင်မှာပြန်ပြီးတော့နာဆင်နိုင်ပါတယ်ရှင်ဒီနေ့မြန်မာတက္ကရ389ခုဝါဆိုလဆန်လီရဲ့ 2025ခုနှစ်ဇွန်လ28ရက်စနေနေ့ဖရန်အဖန်ရဲ့အစီအစဉ်တွေကိုဒီမိုက်အန်နီကတင်ဆက်ပေးပါမယ်။ဒီနေ့ဖရန်အဖန်ကနေဓမ္မသေးသနာတရားတော်အစီအစဉ်ဖရန်အဖန်နေ့စစ်တည်နေနိုင်ငံတကာတည်င်းအုံးလက်နွားလေးကြံခဲ့တဲ့ဆိုရဲနေဥက္ကပြနဲ့တည်င်းပေါက်လေးပေါက်ကတ်ကနေတည်တဲ့အကြောင်းစတာတွေကိုတင်ဆက်ပေးဖို့ပြင်ဆင်ထားပါတယ်။ megahertz ဖရအဖန်ကအတန်လွေးနေပါတယ်ပထမဆုံးအနေနဲ့သောတာရှင်တွေဝိညာဉ်ခွန်အားတိုးပါစေဖို့ဓမ္မဒေသနာတရားတော်ကိုတင်ဆက်ပေးချင်ပါတယ်နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာ ဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတည့်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ဇောလာ28ရက်စနေနေ့ ။တမနောဝတ္ထုအခန်းကြီး36အငယ်36မှ24ထိုနောက်မှာငါတို့သည်ပတနာဇယက်တို့သွားစဉ်တွင်နှံ့ဝင်ဖြစ်၍အနာဂတ်ကိုဟောသဖြင့်မိမိသခင်တို့အားစီးပွားများကိုပြုတ်တတ်သောမိန်းမငယ်တယောက်သည်ငါတို့ကိုစီကြိုလေ၏။ထိုမိန်းမငယ်သည်ပေါ်လူနှင့်ငါတို့နောက်သို့လိုက်၍ဤသူတို့ကအချွတ်တရားလမ်းကိုငါတို့အားဟောပြောပြသသောအမြင့်ဆုံးသောဖျားသခင်ဤကျွံပြစ်ကြ၏ဟုဟေကျော်လေ၏ တို့တို့အဖန်များစွာပြုသောကြောင့်ပေါလုသည် စိတ်မသာလျက်လှည့်ကြည့်၍တင်းသည်သူ၏အထက်မှထွက်သွားလောယေရှုခရစ်၏နာမတော်ကို အမိပြု၍ငါအမိန့်ရှိ၏ဟုထိုနှက်ကိုဆိုသောခဏချင်းတွင်နှက်သည်ထွက်သွား၏သူ၏သခင်တို့သည် နောက်တစ်ဖန်စီးပွားဖြစ်လိမ့်မည်ဟုမျောလင့်စရာအကြောင်းမရှိသည်ကိုသိမြင်လျင်ပေါလုနှင့်တိလတို့ကိုဖန်စီဆွဲငင်၍ယုံတော်သို့ပို့ကြ၏ စကဲမင်းထံသို့ရောက်သောအခါဤသူတို့သည် ယူဒလူဖြစ်လျက်ငါတို့မျိုးကိုနှောက်ယှက်တတ်ပါ၏ယောမလူဖြစ်သောငါတို့သည် မခံမယူမကျင့်အပ်သောဘာသာထုံးတမ်းများကို ဟောပြောတုံသင်တတ်ပါ၏ဟုပြောဆိုကြလျင်စူဝေသောသူတို့သည် သူတို့တစ်ဖက်၌တပြိုင်နက်ထကြ၏စကဲမင်းတို့လည်းသူတို့၏အဝတ်ကိုချွတ်၍ချိန်လုံးနှင့်ရိုက်စေခြင်းကစီရင်ကြ၏ရိုက်၍ဒဏ်ချက်များရှိပြီးမှ လုံကြုံစွာစောင့်စီဟုထောင်မှုကိုမှလိုက်၍ထောင်ထဲမှလောင်ထားကြ၏ထို့သောမှလိုက်သည့်အတိုင်းထောင်မှုသည် အတွင်းထောင်ထဲမှလောင်၍ထိတ်ခက်လျက်ထား၏ပေါ်လူသည် စိတ်မသာလျက်လှဲ့ကြည့်၍သင်သည်သူ၏အထက်မှ ထွက်သွားလောယေရှုခရစ်၏နာမတော်ကိုအမိပြု၍ ငါအမိန်ရှိ၏ဟုဆို၏တမန်တော်ဝတ္ထုအခန်းကြီး16အခန်းငယ်18မထင်မှတ်ထားသော အနောက်ရှက်မန်နျူအယ်ဒီဖျားချောင်းတဲ့ရန်နောက်ကျနေပြီးမိနေတွင်ပြိမိနေခဲ့သည်စိတ်မရှိစွာစောင့်ဆိုင်နေစဉ်တွင် အကူအညီမဲ့နေသောရင်မောင်းအမျိုးသမီးတဦးမှကားဘိန်လဲရန်ကြိုးစားနေသည်ကို သူ့သမီးကတတိပြုမိပြီး ဒယ်ဒီကကားဘိန်လဲတာကျွမ်းနေသူမကိုကူညီတဲ့နဲ့ဟုပြောလိုက်သည် ပိုနောက်ကြတော့မည်ဖြစ်တော်လဲဤအရာသည်အံ့ဘွယ်ဖျားသခင်ချင်းချက်ပေးမှုဖြစ်ကြောင်းမန်နျူအယ်သိသည်သို့နှင့် သူသည်ထိုအမျိုးသမီးကို အကူအညီပေးခဲ့ပြီးဖျားအကြောင်းသို့ပင် ဖိတ်ခေါ်ခဲ့သည်တမန်တော်အခန်းကြီး16တွင်ပေါလုနှင့်သီလာတို့သည်ဂျားဝင်နှောက်ရှက်လာမှုတစ်ခုကိုရင်ဆိုင်ခဲ့ရပြီး နတ်ဆိုးဝင်နေသည့်ကျွန်မင်းကလေးတူကသူတို့အားအဆက်မပြတ်အော်ဟစ်နေသည်ရှင်ဘောလူသည်ရဲ့အတန်ကြာတီးခံခဲ့ပါသည်နောက်ဆုံးတွင်သူသည်အလွန်စိတ်မသာလျက်သင်သည်သူ၏အထက်မှထွက်သွားလော့ယေရှုခရစ်၏နာမတော်ကိုအမိပြု၍ငါအမိန်ရှိ၏ဟုထိုနတ်ဆိုးအားဆိုလေ၏ရှင်ဘောလူသည်သူအဆက်မပြေသည့်တိုင်အခြားသူများကိုအစီခံရန် တတိရှိသောရွေးချယ်မှုကိုပြုခဲ့သည်သူငယ်မလေးကိုလွတ်မြောက်စေသောအခါအခြေအနေပိုရှုပ်ထွေးလာသည် သူမ၏ပိုင်ရှင်များသည်သူမအားဖြင့် စီးပွားမရှာနိုင်တော့၍ပေါလုနှင့်တိလာတို့ကိုဖမ်းဆီးဆွဲငင်၍ရုံးတော်သို့ပို့ကြ၏အစ်စ်အစေးမရှိဘဲသူတို့ကို ရိုက်နှက်ပြီးထောင်၌လှောင်ထားကြသည်ခရစ်တော်၏အစေခံခြင်းအတွေ့အဖို့အခပေးဆက်ရပါသည် သခင်ယေရှုကတပည့်တော်များအားမိမိလက်ဝါးကတိုင်ကိုထမ်း၍သူ့နောက်သို့လိုက်ရန်ဆိုခဲ့သည်ဤဒီမှာယေရှု၏လမ်းစဉ်ဖြစ်သည် ကျွန်ုပ်တို့သည်ကယ်တင်ရှင်ကဲ့သို့ပင်နှောက်ရှက်ခံရမည်တခါတည်းရန်ဆင်းရဲဒုက္ခခံရမည်ဖြစ်သည် မျော်လင့်မထားသောအနှောက်အယှက်များကိုလက်ခံရန်ကျွန်ုပ်တို့ကိုကိုယ်တော်ဖိတ်ခေါ်ပါသည် ထိုအရာများကိုကြုံတွေ့ခဲ့ရသောသင်မြည်တို့တုံ့ပြန်၏ နှောင့်ယှက်များကိုတင်မြီတို့တုံ့ပြန်သည်။ထိုအရာများကို ဖြေရှင်းရာတွင်သင်အားဖြင့်ဘုရားသခင်အလုတ်လုံရန်သင်မြီတို့ အခွင့်ပေးနိုင်မည်နီ။ချစ်တော်အဖဖျားအခြားသူများအားအစေခံရမည်အခွင့်အရေးကိုညွှန်ပြပေးမည်။အစင်မပြေသည့်အခိုက်အတန့်များကို မြင်စေရန်ယနေ့ကျွန်ုပ်၏မျက်လုံးများကို ဖွင့်ပေးတော်မူပါ။ သခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်အာမင်နေ့စဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။ 90.2 MHz အားလုံးရဲ့အသံ Federal FM ဆရာတော်ရဲ့ဓမ္မဒေသနာတရားတော်ကိုကြားရပြီးစိတ်ခွန်အားရရမယ်လို့မျှော်လင့်ပါတယ်။အခုဆက်ပြီးတော့ Federal FM ရဲ့နေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးချင်ပါတယ်။မင်္ဂလာပါရှင် ဒီနေ့ဂျွန်လ28ရက် Federal Farm ရဲ့နေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဒီနေ့တော့ TNL ထိန်းသိမ်းထားတဲ့88မျိုးဆက်ငိမ့်ပွင့်တာဝန်ခံနဲ့ပါကဖရဲဘော်တွေပြန်လွတ်တဲ့သတင်း၊ Greeny လူမှုသိပ္ပံကောလိပ်တက်မွေးတင်နန်းဆင်မွေးနဲ့ထုတ်ကုန်ပြပွဲပြုလုပ်တဲ့သတင်း ဆောင်းနှန်းခဲတိုက်ပွဲမှာဖဲခုံ PDF drone တပ်ဖွဲ့ရဲ့ပုံးကြောင့် PNA တပ်ခွဲမှုတို့ဦးကြဆုံတဲ့တွင်စတဲ့သတင်းတွေအပါအဝင် Federal Farm ရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။နောက်ပိုင်းမှာတော့နိုင်ငံတကာသတင်းတွေကိုကြားရမှာပါ။တန်အမျိုးသားလွတ်မြောက်ရေးတက်မတော် TNL ဖန်စီထိန်းသိမ်းခဲ့တဲ့88မျိုးဆက်ငင်းချမ်းရေးနဲ့ပွင့်လင်းလူအဖွဲ့အစည်းတာဝန်ခံဒေါ်ရီဆွေနဲ့မုံရခရိုင် ပကဖရဲဘော်9ယောက် မနေ့ကမနေ့မှပြန်လည်လွတ်မြောက်လာပြီလို့နေဆက်သူထံကသိရပါဗျ။ပြီးခဲ့တဲ့ဂျွန်လ18ရက်နေ့ကဖြတ်တန်းသွားလာခွင့်မပါဘဲသွားလာခဲ့တဲ့အတွက်ကြောင်မဲမြို့မှာ TNL ကထိန်းသိမ်းခဲ့တာဖြစ်တယ်လို့သိရပါဗျ။ TNL ကစစ်ဆေးစင်မှာစစ်သုံးပစ္စည်းတွေပါလာခဲ့ပြီးတော့မူရစေနဲ့လက်နက်တရားမဝင်ရောင်းဝယ်မှုတွေထိန်းချုပ်ဖို့စီမံချက်ရှိနေတဲ့အချိန်မှာထိန်းသိမ်းခံရတာဖြစ်တယ်လို့သိရပါဗျ။တော်ရီဆွေနဲ့ရဲဘော်9ယောက်ကိုသတင်းတပတ်ကြော်ကြား နမ်မတူမြို့မှာထိန်းသိမ်းထားခဲ့ပြီးတော့ထိန်းသိမ်းထားခံရစဉ်တုန်းကအခြေအနေကိုတော့ Federal FM ကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ Greeny လူမှုသိပ္ပံကောလိပ် KCSSH ရဲ့အပတ်စဉ်ကတမွေးဝမ်းကြောင်းတင်နန်းဆင်မွေးနဲ့ထုတ်ကုန်ပြပွဲကိုမနေ့ဟာဂျွန်လ29ရက်နေ့မှာ Fruzo မြို့အနောက်ချမ်းတနေရာမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီအပတ်စဉ်မှာတင်နန်းသူတင်နန်းသား29ယောက်တင်နန်းဆင်းခဲ့ပြီးတော့တင်နန်းကာလ3လခွဲကြာမြင့်ခဲ့တယ်လို့သိရပါဗျ တင်တန်းမှာဆက်ချုပ်ရကန်ချီတိုးနဲ့ဆက်ပြင်ပညာရဲ့လေးခုတင်ကြားပို့ချပေးတယ်လို့ဆိုပါတယ်။ Granny လူမှုသိပ္ပံကောလေအသက်မွေးဝမ်းကြောင်းပညာရဲ့မှာအပတ်စဉ်9အထိဆိုရင်တင်တန်းသူတင်တန်းသား130ဝန်းကျင်တင်တန်းဆင်းခဲ့ပြီလို့သိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံရဲ့အရှိတ်ဆောင်းနှန်းခဲတိုက်ပွဲမှာဖေခုံပြည်သူ့ကာကွယ်ရေးတပ်တထောင်ချောက်တရင်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီလက်အောက်ခံ PNO PNA ပအိုးပြည်သူစစ်ရဲတပ်ခွဲမှုတဦးသေဆုံးပြီးတပ်သား5ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်နဲ့လက်အောက်ခံ PNO PNA ပြည်သူစစ်တွေဟာဆောင်းနှန်းခဲရွာကိုနှစ်ကြိမ်မြောက်စစ်ကြောင်းထိုးလာတာဖြစ်ပြီးပြီးခဲ့တဲ့ဇွန်လ23ရက်နေ့ကရှမ်းတောင်နဲ့ကရင်နီမှာရှိတဲ့တပ်ပေါင်းစုတွေနဲ့ထိတွေ့တိုက်ပွဲစတင်ခဲ့တယ်လို့သူကဆက်ပြောပါဗျ။ လက်ရှိမှာစစ်ကောင်စီနဲ့လက်အောက်ခံ PNO PNA ပို့ပြည်သူစစ်တွေဟာစောင်းနှန်းခဲရွာကဒေသခံပြည်သူတွေရဲ့နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ်နေပြီးလက်နက်ကြီးအပြင်လေကြောင်းနဲ့တိုက်ခိုက်တာတွေပါပြုလုပ်နေတယ်လို့သိရပါဗျ။ ပဲခူးတိုင်းအရှိချမ်းမှာတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေကစစ်တပ်စခန်းတွေကိုနှစ်ရက်တာတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်28ဦးထပ်မံတေဆုံပြီးစစ်တုံးပန်း25ဦးဖမ်းဆီးရမိခဲ့တယ်လို့တောင်ပိုင်းစစ်ဒေသအမှတ်နှစ်စစ်ဒေသခွဲကသတင်းထုတ်ပြန်ထားပါတယ်စတောင်းမြဝမ်းစစ်စင်ရေးအဖြစ်ပဲခူးတိုင်းညောင်လေးပင်ကြောက်တကားနဲ့ဖြူးမြို့နယ်အတွင်းက ရန်ကုန်မန္တလေးအမြန်လမ်းဟောင်းပေါ်ရှိစစ်တပ်စခန်၉ခုကိုပြီးခဲ့တဲ့ဇွန်လ25ရက်နေ့မှာတပြိုင်တည်းတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီဘက်က20ဦးထက်မနည်းသေဆုံးပြီးစစ်တုံးမှန်၃ဦးဖမ်းဆီးရမိကလက်နက်မျိုးစုံ16လက်ခဲယမ်းနဲ့စစ်တုံးပစ္စည်းတွေကိုတင်စီရမိခဲ့တယ်လို့သိရပါတယ်ဒါအပြင်ပြီးခဲ့တဲ့ဂျွန်လ26ရက်မှာကြောက်ကြီးမျိုးနဲ့အတွင်ရှိစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား9ဦးသေဆုံးပြီးစစ်တုံးမှန်း22ဦးကိုဖမ်းဆီးရမိကလက်နက်မျိုးစုံ28လက်ခဲယမ်းတွေနဲ့အခြားစစ်တုံးပစ္စည်းတွေကိုပါသိမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုကြားရမှာပါ။အမေရိကန်ဂျာဝင်ဆောင်ရွက်ပေးတဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ကိုရဝမ်ဒါနဲ့ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့က တောက်ကြနေမှာလက်မှတ်ရေးထိုးခဲ့ပြီးအခုနှစ်အတွင်းလူထောင်နဲ့ချီတိတ်ဆုံးပြီးယာနဲ့ချီနေရဆွန့်ခွာခဲ့ရတဲ့တိုက်ပွဲတွေအဆုံးသက်ရေးမျှော်လင့်ချက်တွေမြင့်တက်လာခဲ့ပါတယ်။အဆိုပါသဘောတူညီချက်ကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်အဆိုရအဖွဲ့ကဦးဆောင်ခဲ့တဲ့ဆွေးနွေးပွဲတွေထဲမှာအောင်မြင်မှုတစ်ခုဖြစ်ပြီးတော့ တန်တလန်ရွှေကိုဘော့ဂျီနီ လီသီယမ်နဲ့အခြားသတ္ထုတွေကျွဲဝါတဲ့ဒီဒေတာတွေမှာအနောက်နိုင်ငံတွေကဒေါ်လာဘီလီယံပေါင်းများစွာယင်းနှိမ့်နှံမှုကိုဆွဲဆောင်နိုင်မယ်လို့ကြီးမန်းထားပါတယ်။အာဖရိကနိုင်ငံနှစ်ခုဖြစ်တဲ့ရဝန္ဒါနဲ့ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့ကနိုင်ငံသားရေးဝင်ကြီးတွေက ရက်90အတွင်းရဝန္ဒါတပ်တွေကွန်ဂိုအရှေ့ပိုင်းကနေဆုတ်ခွာသွားမဲ့2024သဘောတူညီချက်ကိုအကောင်အထည်ဖော်ဖို့သဘောတူညီလက်မှတ်ရေးထိုးခဲ့တယ်လို့ရိုက်တာသတင်းမှာဖော်ပြပါရတယ်။ ဒီနေ့အစောပိုင်းမှာကွန်ဂိုရဲ့အကြီးဆုံးမြို့ကြီးနှမျိုးနဲ့အမျက်ဆွန်းများတဲ့မိုင်းတွင်းဧရိယာတွေကိုသိမ်းပိုက်ခဲ့တဲ့ M23 တပုံတွေကိုထောက်ခံတဲ့အနေနဲ့ရဝမ်ဒါကနေဆက်ဖြတ်ကျော်စစ်သား9000ထက်မနည်းဆေလွတ်ခဲ့တယ်လို့လေလာသုံးသပ်သူတွေနဲ့တန်တမန်တွေကသုံးသပ်ကြပြီးတော့1994ရဝမ်ဒါလူမျိုးတုံးတပ်ဖြတ်မှုကနေအမြင့်တွယ်နေတဲ့ဆယ်စုနှစ်ပေါင်းများစွာပြိပခါမှာနောက်ဆုံးတန်တရာဖြစ်တဲ့ M23 လက်နက်ကင်တွေကြောင့် ကွန်ဂိုနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေမှာစစ်ပွဲတွေကြေကြေပြင်းပြင်းပြင်ဖြစ်လာမှာကိုစိုးရိမ်နေကြတာပါ။ထိုင်းဝန်ကြီးချုပ်ရဲ့မိသားစုကို လူသိထင်ရှားတိုက်ခိုက်ခဲ့တဲ့ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်ရဲ့တိုက်ခိုက်မှုကိုအံ့ဩမိတယ်လို့ထိုင်းနိုင်ငံသားရဲ့ဝန်ကြီးဌာနကမနေ့ကတောက်ကြနေမှာပြောပါရယ်ကမ္ဘောဒီးယားကိုဆယ်စုနဲ့လေးစုကြာခေါင်းဆောင်ခဲ့ပြီး2023ခုနှစ်ကမှအနာယူက အထက်လွှတ်တော်ဥက္ကဋ္ဌအနေနဲ့တာဝန်ယူထားတဲ့ဟွန်ဆန်က ထိုင်းဝင်ကြီးချုပ်ပေထုံတန်ရှင်နာဝဲရဲ့ဖခင်နဲ့မကြသေးခင်ကအထိကောင်းမွန်တဲ့ဆက်ဆံရေးရှိနေခဲ့ပေမယ့်နှစ်နိုင်ငံနယ်စပ်ပြဿနာအပြီးမှာတော့ထိုင်းဝင်ကြီးချုပ်ကသူနဲ့သူ့သားကမ္ဘောဒီးယားဝင်ကြီးချုပ်ဟွန်မာနက်တို့ကိုရှုတ်ချခဲ့တယ်လို့ဟွန်ဆန်ကဆွဆွဲခဲ့တဲ့အတွက်များစွာအံ့ဩမိပြီးအခုလိုလှုပ်ခံရပေမဲ့ထိုင်းဘက်ကတော့တကားတွေဖွင့်ထားသေးပါလို့ထိုင်းနိုင်ငံသားရေးဝင်ကြီးဌာနကပြောပါတယ် ကမ္ဘောဒီးယားနိုင်ငံဘက်ကနှစ်နိုင်ငံနယ်စပ်အငင်းပွားနေတဲ့နေရာမှာဖြစ်ခဲ့တဲ့ပြစ်ခတ်မှုကြောင့်ကမ္ဘောဒီးယားစစ်သားတဦးသေဆုံးခဲ့တာနဲ့ပတ်သက်ပြီး ICJ ကိုတိုင်တန်းထားတဲ့ကိစ္စကို ထိုင်းဘက်ကအတိအမှန်မပြုပေမဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ဆွေးနွေးခဲ့ပြီးကမ္ဘောဒီးယားနဲ့လည်းဆွေးနွေးဖို့တက်နိုင်သမျှစူးစမ်းနေပါတယ်လို့ထိုင်းနိုင်ငံသားရဲ့ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ဂျပန်နိုင်ငံမှာ Twitter ခေလာလို့နာမည်ကြီးတဲ့ Twitter လူမှုကွန်ရက်ကနေဆက်သွယ်ပြီးလူ၉ယောက်ကိုတပ်ဖြတ်ခဲ့တဲ့ Taka Hiroshira Ishii ဆိုသူကိုဓမြမှုမဒိမ့်မှုလူသတ်မှုနဲ့အလောင်းဖျောက်ဖျက်မှုတွေကြောင့်မင်းကတောက်ကြနေမှာကြိုးပေးတပ်ဖြတ်ခဲ့ပြီးဒီအမှုဟာဂျပန်နိုင်ငံမှာ၃နှစ်အတွင်းပထမဆုံးစီရင်တဲ့တည်တံစီရင်မှု ဖြစ်တယ်လို့သိရပါဗျ။အဲဒီလူသတ်သမားဟာ2018ခုနှစ်က တိုကျိုမြို့ကသူ့ရဲ့တိုက်ခန်းမှာအမျိုးသမီးတယောက်နဲ့အမျိုးသား၈ယောက်ကိုတပ်ဖြတ်ခဲ့ပြီးခန္ဓာကိုယ်ကိုအပိုင်းပိုင်းဖြတ်တောက်ခဲ့တဲ့အတွက်2020ခုနှစ်ဒီဇင်ဘာလမှာသူ့ကိုတည်တံချမှတ်ခဲ့ပြီးမနေ့ကစီရင်ခဲ့တာပါမနေ့ကစက်တင်ဘာလတုန်းကဂျပန်တရားရုံးတရုံးကလွန်ခဲ့တဲ့နှစ်ပေါင်း60နီးပါးကကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက်မှားယွင်းစီရင်ချက်ချတာဆိုပြီးတော့ကမ္ဘာပေါ်မှာအချိန်အကြာဆုံးကြိုးတိုက်မှာနေထိုင်ခဲ့ရတဲ့အကျဉ်းသား အီဝါဟာကာမာဒါကိုတရက်တည်းလွှတ်ပေးခဲ့ရတဲ့ဖြစ်ရလဲရှိခဲ့ပြီးတော့အခုလက်ရှိမှာတော့ဂျပန်နိုင်ငံရဲ့ကျိုးတိုက်မှာအကျဉ်းသား105ဦးရှိတယ်လို့သိရပါတယ်။ဒီသတင်းတွေကို Writer သတင်းဌာနကိုကိုးကားဖော်ပြထားတာပါ။ဒီနေ့ဂျွန်လ28ရက် Federal FM ရဲ့နေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုကြားခဲ့ရတာပါ။ကျမကတော့ဝါဆိုပါရှင်။ 90.2 MHz Federal FM Federal FM ရဲ့နေစစ်တင်တဲ့နိုင်ငံတကာသတင်းတွေကိုကြားခဲ့ရတာပါအခုဆက်ပြီးတော့ဗမာကပြားနေအထိမ်မတ်ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်များတမကကစီစဉ်ထုတ်ဝေခဲ့တဲ့ကပြားစာအုပ်ထဲကကပြားဆရာຫນွေညိုရဲ့ အုံးလက်နွားလီကြံ့ခဲ့တဲ့ဆိုတဲ့ကြပြကိုကြားရမှာပါ။ရွတ်တိကခန်းစားတင်ဆက်ထားပါရရှင်။အုံးလက်နွားလီကြံ့ခဲ့တယ်။ညအိယာဝင်တိုင်းမိမိရွတ်ပြတဲ့တပြေတီးကောက်ကြပြတစ်ပုဒ်။ဒါခုထိမမေ့သေးဘူးမမေ့။အဲ့ဒီကြပြလေးတွေက အုံးလက်နွားလေးသားစီးချင်ခဲ့တယ်မမေဖေဖေကအုံးလက်ကိုင်းတစ်ခိုင်းကိုခုတ်အုံးလက်နွားကလေးလှုပ်ပေးခဲ့တယ်ပေါ့မမေသားတို့တငယ်ချင်းတွေဖုံလုံးတွေတလိမ့်လိမ့်နဲ့ရွာလန်းလေးရဲ့ဟိုထိတ်ဒီထိတ်အုံးလက်နွားလေးစီးလို့ပျော်ခဲချတယ်မမေခုတော့သားတို့ရွာလေးအဝေးကနေငေးလို့အိမ်ကိုပြန်ကျင်လာပြီမမေ ဖေဖေမမလည်းမိမိตาအတွက်အုံးလက်နွားလေးလိုချင်တယ်။ตาစီးနေတဲ့အုံးလက်နွားလေးရွာနှဘေးမှာကြာချန်ခဲ့တယ်မိမိ။ตาတို့တငယ်ချင်းတွေရောအုံးလက်နွားလေးပါကြရဲ့လား။ตาတိချင်လိုက်တာမိမိ။ကောင်းကင်မှာလေရင်ပြန်တွေ ဖြတ်သွားတိုင်းမမနဲ့ကိုကိုတို့ကตาလက်လေးကိုဆွဲပြီးဝေးလို့အော်လက်တွေပြ တက်တာလောက်ခအပျော်ကြီးပျော်ကြ။တားစိတ်တဲ့အဲ့တုန်းကအပျော်ကြီးပျော်ခဲ့တာပေါ့မမေ။ခုလေမြန်ကြီးတွေလာတော့သားတို့တွေဘာလို့များပြေးပုန်နေကြရတာလဲ။သားတို့လက်ပြနေတာကိုသူတို့မသိကြဘူးလားမမေ။သားတို့အိမ်လေးရှိသေးရဲ့လား။သားတို့ရွာလေးရှိသေးရဲ့လား။သားတငယ်ချင်းတွေရှိသေးရဲ့လား။ သားတို့တက်မဲ့စာတင်ကြောင်းလေးရောရှိသေးရဲ့လားသားကြကြံခဲ့တဲ့အုံးလန်တော်လေးရောရှိမှရှိသေးရဲ့လားမမေမမေသားလေးပြန်ကြီးတွေကိုတိတ်မုံတာပဲသူတို့အတန်ကြာတိုင်းသားတိတ်ကြောက်တယ်သူတို့ကြောင့်သားတို့ထမင်းငတ်တယ်ရေငတ်တယ်မကစားရတဲ့ရက်တွေကြာခဲ့ပြီမမေ့ ဖေဖေဘမလဲမိမိဖေဖေကိုမြန်ခေါ်ပေးပါတားကြကြံခဲ့တဲ့အုံးလန်နွားလေးယူခိုင်းပေးပါမိမိတားရဲ့အုံးလန်နွားလေးရွာဦးထိပ်မှာကြကြံခဲ့တယ်မိမိညွေညူ 90.2 MHz Federal FM Forever ရဲ့အစီအစဉ်တွေကိုနားဆင်နေရတာပါ။နှွေဦးကပြအစီအစဉ်ပြီးမှတော့နောက်ဆုံးအစီအစဉ်အနေနဲ့ပြတင်းပေါက်လေးပေါက်ကကိုကြားရမှာပါ။ပြတင်းပေါက်လေးပေါက်ကကနေကလေးတွေအတွက်ချမ်းမြေ့ပျော်ရွှင်ခြင်းနည်းလမ်းတွေကိုပြောပြပေးမှာပါ။ ဒီတစ်ပတ်တော့တသေးအကြောင်းကိုနားဆင်ရမှာပါ။ပြသူကစီစဉ်တင်ဆက်ထားပါတယ်။နားဆင်ကြည့်ပါရှင်။ကလေးတွေအတွက်ချမ်းမြေပျော်ရွှင်တဲ့နီးလန်းတွေ ပါတဲ့ပုံမြင်များတသေးအကြောင်းပုံမြင်တသေးကအငြိမ်မနေနိုင်ပါဘူး။အာယုံလဲကြာကြာမဆူဆိုင်နိုင်ဘူး။တငယ်ချင်းတွေအိမ်လာကစားတဲ့အခါမှာတသေးနဲ့ခဏခဏစကားများကြပါတယ်။တငယ်ချင်းတွေကကက်လေးတွေတုံးပြီးတော့အေးအေးဆေးဆေးနဲ့ညီညီကစားကြတဲ့အချိန်ဆိုရင် တသိန်းနဲ့ညှိမရကြပါဘူးတငယ်ချင်းတွေကတသိန်းရဲ့မမကိုတွားတိုင်ကြပါတယ်အဲ့ဒီအချိန်ကျရင်မမကတသိန်းနဲ့တငယ်ချင်းတွေ အတူတူကစားလို့ရမယ့်ကစားနည်းတွေပြောပြပါတယ်မမပြောပြတဲ့ကစားနည်းတွေထဲမှာတသိန်းကြိုက်တဲ့ကစားနည်းတွေကိုပြောပြပါမယ်ပထမတစ်ခုကလက်ချောင်းလေးတွေထိရတာပါတသေးတို့အားလုံးမမတ်ထိုင်ပြီးလက်နှစ်ဖက်ကိုရင်ဘတ်ရှည်နိုင်အောင်မြှောက်ထားပါတယ်။ပြီးရင်တော့လက်ချောင်းထိတ်ကလေးတွေကိုထိထားလိုက်တယ် မမလို့ရွတ်ပြီးတော့လက်မနှစ်ဖက်ကိုအရင်ထိကြတယ်။ပြီးရင်တော့ညှို့ညို့မနေနဲ့လို့ဆိုပြီးတော့လက်ညှိုးနှစ်ဖက်ကိုရွတ်တဲ့အတိုင်းပဲငါးခေါက်ထိပါတယ်။နောက်တော့လဲလဲသွားမယ်လို့ရွတ်ရင်းနဲ့လက်ခလဲအချင်းချင်းလေးခေါက်ထိကြပါတယ်။ဆက်ပြီးတော့ကြွယ်ကြွယ်တို့အိမ်ကိုလို့ရွတ်ရင်းနဲ့လက်သကြွယ်ချင်းငါးခေါက်ထိတယ်။နောက်ဆုံးတော့တန်တန်လဲလိုက်မယ်လို့ရွတ်ရင်းလက်တန်းအချင်းချင်းငါးချိန်ထိရပါတယ်။ အဲ့ဒီလိုရွတ်ပြီးတော့လက်ချောင်းထိတာကလက်ချောင်းကကြွက်သားတွေနဲ့အုံနောက်ကိုဆက်သွယ်ပြီးတယ်လို့မမပြောပါတယ်။တတဲတို့အရွယ်ကလေးတွေကိုအာယုံဆိုင်ဖို့လေ့ကျင့်ပေးတာလို့လည်းမမပြောတယ်။နောက်ထပ်ကစားနည်းတစ်ခုကတော့တတဲရဲ့ကိုယ်ထဲကအငြိမ်မနေနိုင်တဲ့ပိုးတွေကိုခါထုတ်တဲ့ကစားနည်းပါ။တတဲတငယ်ချင်းတွေကလည်းတတဲကိုကူညီပြီးတော့ဒီကစားနည်းကိုအတူတူကစားပေးကြပါတယ်။ မတည့်ရက်ပြီးတော့ကြောက်ရွံ့လို့ငြိမ်ငြိမ်လေးအသက်ရှူသွင်းရှူထုတ်အရင်လောက်ရပါတယ်ပြီးရင်ခန္ဓာကိုယ်ခါပြီးတော့ခုနပြောတဲ့အတိုင်းကိုယ်ထဲကအငြိမ်မနေတဲ့ပိုးတွေကိုခါထုတ်တယ်လက်တွေကိုခါခြေထောက်တွေကိုခါခါကနေခန္ဓာကိုယ်အပေါ်ပိုင်းကိုခါစသဖြင့်မမပြောသလိုလိုက်ခါကြတယ် ကိုတဲကအငိမ်မနေနိုင်တဲ့ပိုးတွေထွက်သွားနေပြီလို့မမကပြောရင်တသေးတို့ပို့ပို့ပြီးတော့ခါကြပါတယ်အားလုံးထွက်သွားကြပြီလို့မမကပြောမှတသေးတို့ရက်လိုက်ကြပါတယ်ပြီးရင်တော့ကျမ်းမြင့်မောင်မလဲပြီးတော့အမောဖြေကြတယ်နောက်ဆုံးကြံနေတဲ့ပိုးတွေပါထွက်သွားအောင်ဟာဆိုပြီးတော့မှုတ်ထုတ်လိုက်ကြတယ်ပြီးရင်တော့လဲလျက်နေပဲအသက်ရှူရင်လည်းတသေးတို့ရဲ့နှာခေါင်းကနေအဆုတ်

ကြွသားတွေဖြည့်ရောအောင်လုပ်ပေးတဲ့နီးရည်ထဲမှာတသေးကြိုက်တာရှိပါသေးတယ်။မမနဲ့တသေးနေခင်မဲ့အိတ်ခင်လှုပ်လေးရှိရဲ့နီးပါ။အဲ့ဒါကလဲရက်နဲ့ပဲမျက်စိမဲ့ပြီးခြေပြားကနေဆလှုပ်ရတာပါ။ခြေထောက်နှစ်ဖက်ကခြေချင်းဝတ်တွေကိုဖြည်းဖြည်းချင်းညာဘက်ကိုဆက်ဝိုင်းဝိုင်းတလို့လှည့်ရပါတယ်။ပြီးရင်တော့ခြေချင်းဝတ်ကကြွသားတွေကိုတင်းထားပြီးတော့တနှစ်သုံးလို့ရည်ပြီးမှပြန်လျှော့လိုက်တာပါ။အဲ့ဒီတိုင်းပဲခြေချင်းဝတ်ပြီးရင် ခြေထောက်တင်ပါဘိုက်လက်ပခုံးနဲ့ပခုံး내ပင်နဲ့မျက်နှာကိုတဖြည်းဖြည်းတက်လာပြီးကြွက်သားတွေကိုတတိထားပြီးရှော့လိုက်ပါတယ်အဲ့ဒီအချိန်မှာအသက်ကိုလည်းပုံမှန်တတိထားပြီးရှူဖို့မမပြောတယ်အဲ့ဒီလိုလုပ်ပြီးရင်အညာအောင်ပြေလို့အဲ့လိုကောင်းပါတယ်တခါတလေမပြီးခင်မှာပဲတတဲ့ရအိပ်ပျော်သွားတတ်တယ်တတဲ့လိုပဲငွေချင်းတို့လည်းလိုက်လုပ်ကြည့်ကြပါနော် 90.2 MHz Federal FM Federal FM ရစနေနေ့ထုတ်လွှင့်တဲ့အစီအစဉ်တွေကိုကြားခဲ့ရတာပါအခုအစီအစဉ်တွေကို Federal FM Y.2 Y.3 တွေကပူပေါင်းတင်ဆက်ခဲ့တာပါ FRFN ရဲ့အစီအစဉ်တွေကို FRFN Facebook, YouTube, Telegram, WhatsApp, Instagram နဲ့ TikTok စတဲ့ platform တွေမှာကြည့်ရှုနားထောင်နိုင်ပါတယ်90.2 MHz Federal FM. ဂရင်းပြည်မှာတော့ရေဒီယိုမှာ90.2 MHz, 90ဒရမနီမကဟမှာညနေ6:00နာရီကနေည7:00နာရီအထိထုတ်လွှင့်ချိန်မှာဖမ်းယူနာဆင်နိုင်ပါတယ်။ဒီနေ့ညထုတ်လွှင့်ချက်တွေကို ပြန်ပြီးတော့နာဆင်ချင်နေဆိုရင်ရေဒီယိုမှာမနစ်ဖြန်မနစ်7:00နာရီကနေနေ့လယ်7:00နာရီထပ်မံထုတ်လွှင့်ချိန်မှာထပ်ပြီးတော့နာဆင်နိုင်ပါတယ်ရှင်။